အားလုံးပဲမင်္ဂလာပါဗျာဒီနေ့မှာတော့ကျွန်တော်ကတဝရန်အနှစ်ထုတ်ကလေးသုံးပြီးတော့လေတဝရန်ကြာဆန်ကျော်ချင်းဆက်ကလေးကြော်စားပါမယ်ကြာဆန်ကျော်နီးကိုလည်းကျွန်တော်စိုင်ဖွင့်ပြီးတော့ကြော်လော်ရောင်းချခဲ့တုန်းကကြော်ခဲ့တဲ့စိုင်ကျော်ပုံစံလေးတပွဲစာကြော်ပြတော့မှာဖြစ်ပါတယ်ခင်ဗျာအဲ့တော့လိုက်ကြည့်ပေးကြပါအောင်ခင်ဗျာအရင်ဆုံးတော့ကြာဆန်နေကိုရေစိမ်ထားပေးလိုက်ပါမယ် ပြီးရင်တော့ဂျာဆန်ကျော်ထဲမှာထည့်ဖို့အတွက်အသီးရွက်တွေကိုလည်းအခုလိုမျိုးလေးပဲပြင်ဆင်လှည့်ဖြတ်ထားလိုက်ပါမယ်။ကျွန်တော်ကျော်လော်ရောင်းချတုန်းကတော့ကျွန်တော်ဂျာဆန်ကျော်မယ်ဆိုလို့ရှိရင်အခုလိုအသီးရွက်လေးတွေကိုအသုံးပြုပါတယ်။ကော်ဖီရယ်ပန်းကော်ဖီရယ်မုံလာဥညီရယ်မုံညင်းတုပ်အဖြူတုပ်ရယ်ပါ။အရင်ဆုံးအသီးရွက်တွေကိုဂျာဆန်ကျော်တပွဲစာလှည့်ဖြတ်ပြီးတော့စီကျော်တန့်စင်ထားလိုက်ပါမယ်ခင်ဗျာ။ ကြာစံကြော်တပွဲစာကြော်ဖို့အတွက်ချက်သားကိုလည်းကျွန်တော်ကပပလီတွေလှီးပြီးတော့တပွဲစာလှီးဖြတ်ထားပါတယ်။ပြီးရင်တော့ချက်ဥတလုံးအသုံးပြုမယ်။ဒီနေ့မှာတော့တုံရန်အရသာရှင်ဆက်ကြာစံကြော်လေးကြော်မှာဖြစ်လို့ဒီမဲဂျင်တစိ့တုံရန်အနှစ်ထုပ်ကိုပဲအသုံးပြုပါမယ်။ဒါကတော့ကြာစံတွေကိုရေစိမ်ပြီးတော့ရေစစ်ထားတာပါ။ကြေသာဆိုရင်တော့ကြာစံကြော်စကြော်လို့ရပါပြီခင်ဗျာ။ ဒီနေ့မှာတော့ကျွန်တော်မသုံးတာကြပြီဖြစ်တဲ့စိုင်ဖွင့်နှောင်းအားဒဲအိုးလေးနဲ့ရောက်စုံလေးကိုအသုံးပြုပြီးတော့ကြော်သွားပါမယ်ခင်ဗျာဒီဒဲအိုးလေးနဲ့ရောက်စုံလေးကကျွန်တော်စိုင်မှာကြော်လော်ရောင်းချခဲ့တဲ့ဟောအသုံးပြုခဲ့တဲ့အိုးလေးနဲ့ဇွန်လေးပါအမှတ်တရအနေနဲ့အခုလိုပြန်လဲအသုံးပြုတာဖြစ်ပါတယ်အရင်ဦးဆုံးစီပူလာလို့ရှိရင်ကြက်ဥတလုံးကိုထည့်ပြီးမှွေလိုက်ပါမယ်ပြီးလို့ရှိရင်တော့ဘူနာတော်ကဆေးကြောတန်းစင်ထားတဲ့အသီးရွက်တွေနဲ့အလှီးဖြတ်ထားတဲ့အသားကိုတစ်ခါတည်းထည့်လိုက်ပါမယ်ပြီးရင်တော့မီးပြင်းပြင်းလေးနဲ့တေချာလေးမှွေပြီးကြော်ပေးလိုက်ပါမယ်ဒါပြီးရင်တော့ချင်ဆက်အရသာဖြစ်တဲ့အတွက်ကျွန်တော်ကငယူတီးအချမ်းမှု ဒဇွန်ထဲလိုက်ပါတယ်ဒါပြီးရင်တော့မေဂျင်တစိ့တုံရန်အနှစ်ထုပ်ကိုဖောက်ပြီးတော့ခင်းစားစွန်းဒဇွန်စာလောက်ပဲအရင်ဆုံးထည့်ပါမယ်မေဂျင်တစိ့တုံရန်အနှစ်ကသူကအရသာပြင်းပြင်းရှင်းရှင်းရှိတာမို့လို့ချိန်ပြီးတော့လိုတဲ့လောက်ပဲထည့်ပါမယ်ပြီးရင်တော့တမသွားအောင်ရောက်စွန်လေးနဲ့မှုေကျော်လေးမှုေပေးလိုက်ပါမယ်ခင်ဗျာကဲဒါပြီးရင်တော့ကျွန်တော်အရသာလေးထည့်ပါမယ်ဒီနေ့မှာတော့အရသာအတွက်ကိုစက်သားမှုအသုံးပြုပါမယ်ပြီးရင်တကြားဒဇွန်အသုံးပြုပါမယ်ပဲငံပြားကြီးအကြီးအသုံးပြုပါမယ် ပြီးရင်တော့စားအနှဲငယ်ကိုလည်းထည့်ပြီးတော့အသုံးပြုပေးပါမယ်။ဒါပြီးရင်တော့ကုနာရုံကရေစိမ်ပြီးရေစစ်ထားတဲ့ကြာစံတွေထည့်ပေးလိုက်ပါမယ်။ကြာစံထည့်ပြီးရင်တော့ကြာစံလေးနူးသွားအောင်လို့ရေလေးအနှဲငယ်ပါလိုက်ထည့်ပြီးတော့တေချာလေးမီးပြင်းပြင်းလေးနဲ့ဒီရေလေးခမ်းပြီးကြာစံလေးနူးလာတဲ့အထိကိုမွေကြော်လေးကြော်ပေးသွားလိုက်ရင်ကြာစံကြော်ရပါပြီခင်ဗျာ။ဒီနေ့ကျွန်တော်ကြော်တဲ့ကြာစံကြော်ရဲ့အရာတာကချင်းဆက်အရာတာလေးဖြစ်ပါမယ်။အနံ့ကတော့တုံရန်အနံ့လေးနဲ့တုံရန်ချင်းဆက်ကြာစံကြော်လေးပါ။ ဒီလိုမျိုးလေးကြော်တာလည်းအရန်ဆောက်လို့ကောင်းပါတယ်ခင်ဗျာကျွန်တော်ဆိုင်ဖွင့်တော့ဆိုရင်တုံရန်ကြာစံကြော်လဲကြော်ရောင်းတယ်လို့တုံရန်ထမင်းကြော်လဲကြော်ရောင်းပါတယ်ခင်ဗျာအခုကတော့အကျမ်းမကြီးရရောအကြောင်းအကြောင်းကြောင့်ကောကျွန်တော်ဆိုင်လေးနားပြီးတော့ဆိုင်ဖွင့်ခြင်းလုပ်ငန်းကိုရက်စဲလိုက်ပါပြီခင်ဗျာကဲအခုဆိုရင်တော့ရေလေးခန်းပြီးတော့ကြာစံလေးတွေနူးသွားပြီဆိုတော့ကျွန်တော်ရဲ့တုံရန်ကြာစံကြော်လေးကစားဖို့ရန်အဆင်သင့်ဖြစ်သွားပါပြီခင်ဗျာ ဒီမှာအခုဆိုရင်ကျွန်တော်တပွဲစာပြင်ဆင်ခုခတ်ပြထားတာဖြစ်ပါတယ်ပြီးရင်တော့ဗိုက်စာနေတဲ့အတွက်ကျွန်တော်ဒီကြာစံကြော်နဲ့ပဲဒီနေ့နေကင်းစာကိုဖြစ်ရှင်းมาဖြစ်ပါတယ်ကဲစားကြအောင်ဆွဲပြီးကိုယ့်အကူကြော်ပြီးကိုယ့်အကူစားမှာအင်းအရင်ကမြေးကြည့်မယ်နော်စံကြော်လေးလိုမျိုးလေးကြော်ထားတာတဝင်းအနှစ်နဲ့ဆိုတော့ချင်းချင်းဆက်ဆက်ကလေးဖြစ်မယ် 他家宝。嗯，下来。他家宝，都那里啊，中央那里呢？说，搞地呗。嗯。จะตอบแบบ 嗯，为啥呢？中央那里，罗的脚踏机一样高呢。那家长叫三脚教练你呗。嗯。 တန်ရောစင်နေတန်ရောတင်အဲ့ဒီတုံရံအနှစ်ထုတ်ကလေးရလေးဒီဇွန်မဲနောက်ပဲသုံးရင်တော့တော်တော်လေးကိုရတာထိကျွန်တော်ခုနကတော့ထည့်လိုက်တာเนาะအဲ့ဒါဆိုစတီးဇွန်ဒီဇွန်လာလောက်ပဲရှိတယ်อืมอืมโอเค တက်တာအဲ့ဆိုကျွန်တော်ဆက်စားလိုက်အောင်မယ်နော်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်တက်တာဘိုင်း